ရှန်ဂီတာအမွေအနှစ်ကိုထိန်းထိန်ခဲ့သူ အစတော်ကြီးဆိုင်ထီးဆိုင်ရဲ့မမေ့နိုင်စရာဂီတာဖြစ်ပရိတ်သတ်ကြီးအားလုံးမင်္ဂလာပါရှင်ဇဗမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်မြမဂီတာလောကမှာရှန်တန်ရင်တာဂီတာအမွေအနှစ်ကိုမြင့်တင်ထိန်းသိမ်းခဲ့တဲ့အစတော်ကြီးကတော့ပရိတ်သတ်အစ်စ်တော်ဆိုင်ထီးဆိုင်ပဲဖြစ်ပါရယ်သူ့ရဲ့ဂီတာခေးကမွေးဖွားချိန်ကနေကွယ်လွန်ချိန်အထိအောင်မြင်မှုတွေပရိတ်သတ်တွေရဲ့ချစ်ခင်မှုတွေနဲ့ပြည့်နေနေခဲ့ပါရယ် အစိုးရကစန်းတီဆိုင်ကို1950ပြည့်နှစ်စက်တင်ဘာလ23ရက်နေ့မှာရှမ်းပြည်နယ်လင်းကင်းမြို့နယ်လင်းကင်းမြို့မှာမွေးဖွားခဲ့ပါတယ်။ဦးနန္ဒာနဲ့အမိဒေါ်နိုင်အိမ်တို့ရဲ့သားဖြစ်ပြီးဒါအကြီးဆုံးလည်းဖြစ်ပါတယ်။အစိုးရကစန်းတီဆိုင်ကငယ်စဉ်ကလေးကဂီတကိုဝါရဏပါခဲ့ပြီးအထူးသဖြင့် country music ကိုစိတ်ဝင်စားခဲ့ပါတယ်။ရှမ်းပြည်နယ်ရဲ့တဘာဝအလောက်ပရင်းနဲ့ရိုးရရင်ကျင်းမှုကြားမှာကြီးပြင်းလာခဲ့တဲ့အတွက်သူ့ရဲ့ဂီတမှာရှမ်းရင်နဲ့တွင်ရအမြင့်ထုံမွနေခဲ့ပါတယ် ကျန်ကိုရကုနစေပြည်လုံးနှစ်တွေမှာစိုင်းတီဆိုင်ကဂီတာလောကတွေကိုစတင်ဝင်ရောက်လာခဲ့ပါတယ်။ဒဝိုင်းဝမ်လို့အမည်ရတဲ့တီဝိုင်းကိုထူထောင်ခဲ့ပြီးမြန်မာပြည်အနှံ့အပြားမှာလည်းဖြောပြပွဲတွေကျင်းပခဲ့တာပါ။သူရဲ့တခြင်းတွေကထူးခြားတဲ့အတန်ပိုင်ဆိုင်မှုရိုးသားပွန်လေးတဲ့စာသားတွေနဲ့ထီမီတဲ့ဒေသွားတွေကြောင့်ပြည်သူတွေရဲ့အရင်တဲ့ကိုစစ်စင်းရောက်ရှိလာခဲ့ပါတယ်။အထူးသဖြင့် country ဂီတပုံစံနဲ့ရှမ်းရွရဂီတပေါင်းဆက်ဖန်တီးမှုတွေဟာသူကိုထူးခြားတဲ့အမှုပညာရှင်တစ်ယောက်အဖြစ်ပေါ်လွင်စေခဲ့ပါတယ်။ အစွန်လနဲ့တရီဆန်ဆိုင်ကလင်းရဲ့တရီတောင်းမှုတွေနဲ့စိုင်းတီဆိုင်ရဲ့တည်ဆုံမှုပေါင်းစပ်လိုက်တဲ့အခါမြမဂီတာလောကမှာအောင်မြင်မှုတွေဇက်တိုက်ရရှိခဲ့ပါတယ်။နှွေဦးကပြဂျိန်းဖောသူတန်လွင်ချောင်းချာတောင်ကြီးသူစိမ့်လက်ကန်သာပလဲမြို့သူပျော်ပါရယ်ရှင်စားတဲ့တချင်းမောင်မြောက်စွာကပရိသတ်တွေရဲ့အနှုတ်ပြားမှာယနေ့တိုင်ရေပန်းစားနေသေးပါသူရဲ့တချင်းတွေကအချစ်တဘာဝအလားအပါ ဘဝအကြောင်းအရာတွေကိုရိုးရှင်းပွင့်လင်းစွာဖော်ပြနိုင်ခဲ့တဲ့အတွက်လူတိုင်းနားထောင်လို့ကောင်းပြီးနှလုံးသားကိုထိမိစေခဲ့ပါတယ်။အဆိုတော်ကြီးဆိုင်းတီဆိုင်ကသူ့ရဲ့အမှုပညာတက်တန်းတစ်လျှောက်လုံးမှာပရိသတ်တွေရဲ့ချစ်ခင်လေးစားမှုကိုအခိုင်အမာရရှိခဲ့တဲ့သူဖြစ်ပါတယ်။သူ့ရဲ့ဖြော်ပြပွဲတွေတိုင်းမှာပရိသတ်တွေကအပြည့်အစံအပိတ်ကဲစားပြီးသူ့ရဲ့တချင်းတွေတိုင်းကလည်းအများနဲ့ဟစ်ဖြစ်ခဲ့ရပါတယ်။ သူရဲ့စေရနာပါပါဖြောပြင်မှုတွေပြည်သက်ပေါ်ထားရှိတဲ့ရိုးသားပွန်လွန်မှုတွေကသူ့ကိုချစ်စရာကောင်းတဲ့ country ပရင်လို့တင်စားခေါ်ခြင်းခံခဲ့ရပါတယ်။မြန်မာနိုင်ငံသားတွေတာမကနိုင်ငံတကာကမြန်မာဂီတချစ်သူတွေကပါသူ့ကိုအတိအမှန်ပြုချီးကျူးခဲ့ကြတာပါ။သူ့ရဲ့ရှမ်းဂီတယဉ်ကျေးမှုကိုမြန်မာဂီတလောကမှာထင်ရှားစွာပေါ်လွင်အောင်စွန့်ဆောင်နိုင်ခဲ့တဲ့အတွက်ရှမ်းတိုင်းရင်းသားတွေရဲ့ဂုဏ်ယူအားကြောင့်ပုဂ္ဂိုလ်တူလည်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့သချင်းတွေက ရှမ်းဘာသာစကားနဲ့မြန်မာဘာသာစကားနှစ်မျိုးစလုံးနဲ့တည်ဆောက်ခဲ့တာမို့ဘာသာစကားမျိုးစုံကို ချစ်မြတ်နိုးတဲ့ပရိသတ်တွေစီကပါကြည်ကြံပြန့်ပြန့်ရောက်ရှိခဲ့ပါတယ်အစရောကြီးစန်းတီဆိုင်ကမြမဂီတာလောကအကျွမ်းဂီတာအမွေနဲ့ကောင်းတွေအများပြားခြံထားခဲ့ပြီး2018ခုနှစ်မတ်လ10ရက်နေ့မှာကွယ်လွန်သွားခဲ့ပါတယ်။သူကွယ်လွန်ခဲ့ပေမဲ့သူ့ရဲ့တချင်းတွေသူ့ရဲ့ဂီတာဖန်တီးမှုတွေကယနေ့တိုင်ရှင်းတန်နေဆဲဖြစ်ပါတယ်။သူ့ရဲ့တချင်းတွေကိုနားထောင်တိုင်းသူ့ရဲ့ထူးခြားတဲ့အသံ သူရဲ့ရိုးသားတဲ့စိတ်ဓာတ်နဲ့ရှမ်းပြည်နယ်ရဲ့သဘာဝအလှအပတွေကိုမြင်ရန်ခံစားမိနေစေပါဒါကြောင့်ဆိုတော့ဂျီဆန်တီဆိုင်ကမြမဂီတာသမိုင်းမှာရွှေစလုံးတွေနဲ့ရေချိုးမှတ်တမ်းတင်ရမယ်ဂန္ဓဝင်အမှုပညာရှင်တူဦးလို့တင်စားထိုက်သူလည်းဖြစ်ပါတယ် သူကစံဂီတာအမွေနှစ်ကိုထိန်းသိမ်းခဲ့ရုံသာမကမြမဂီတာကိုလည်းအလဆင်ပေးခဲ့တဲ့ထာဝရဇပွင့်တပွင့်အဖြစ်ပရိသတ်တွေရဲ့ရင်ထဲမှာ အမြင့်ထာဝရအမှတ်ရနေမှာပါပရိသတ်ကြီးတို့ရောတချိန်ကစံဂီတာအငွေအသက်တွေနဲ့အားလုံးရဲ့ရင်ထဲကိုရောက်ရှိခဲ့တဲ့အဆူရောဂျီဆိုင်တီဆိုင်ကိုမှတ်မိနေကြရဲ့လားဆိုတာပြောပြသွားကြပါဦးရှင်